မင်္ဂလာပါရှင်ခေတ္တ new သတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်ကျန်းဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအစင်မှာအောက်ခြေအစင်ဒီစစ်အရာရှိရုံရုံအုံနဲ့တက်တက်ကြီးစီးများပါမကြံဆွတ်စုပေါင်း489ဦးမင်းအောင်လိုင်းအမိန်နဲ့ပြောင်းရွှေ့ရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အမိန်နဲ့ကြံဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအစင်မှအောက်ကျအစင်တိစေအရာရှိများရုံးအုံနဲ့တတက်ကြီးစေအေးပါမကြံစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်နဲ့စီရန်ဗိုလ်ကြီးစင်ရောကခုလိုပဲပြောဆိုထားပါတယ်။ အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကယခုစက်တင်ဘာလဇန်းပိုင်းမှာစတင်ပြီးစစ်ရုံးနဲ့ကာကွယ်ရေးဝန်ကြီးဌာနမှဆေးအရာရှိကြီးမှအစဉ်အရာရှိငယ်အစဉ်တီအရာရှိများအောက်ခြေအစဉ်တွေမှရုံးအုံမှတက်ကြည်ကြီးစေရေးအစဉ်များကိုပါကြံဖော့ပါတီတို့ပြောင်းရွှေ့ခိုင်းနေကြောင်းသိရှိရပါတယ်စစ်တမဘိုးချုပ်ကြီးတဦးဒုဘိုးချုပ်ကြီး၆ဦးဘိုးချုပ်၁၂ဦးဘိုးဘူးချုပ် ဘုံမူကြီးနဲ့ဒုဘုံမူကြီး300ဦး၊ဘိုးကြီးနဲ့ဘိုးမူ130ဦး၊ရုံးအုံးမှာတကြက်ကြီးစရိတ်အထိအခြားအဆင့်60ဦး၊စုစုပေါင်း489ဦးတို့ကျန်းဖို့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ကြောင်းစီရန်ဘိုးကြီးစင်ရောကခုလိုပဲပြောဆိုပါရယ်။ အောင်လင်းတွေးနဲ့ဗိုလ်ချုပ်ကြီးဟောင်း၃ယောက်ဒုတိယဗိုလ်ချုပ်ကြီး၆ယောက်ကတော့အတည်ပြုပြီးအမည်စရင် list ကတော့ထွက်နေပြီဒူးချုပ်မာရောစရင်ချုပ်ရုံးမာရောဆရာဒူးချုပ်ခန့်ရုံးမာရောထွက်နေပြီဒီစက်တင်ဘာလထဲမှာပဲအပြီးသက်ဖြစ်သွားလိမ့်မယ်ထင်ပါတယ်ဒါတွေကတော့စာရေးဆိုင်ရန်ရဖို့အတော်လေးခဲရင်နဲ့ဆရာဒူးခန့်ချုပ်နဲ့စရင်ရုံးကပဲထုတ်ပြန်မဲ့ရုံးတွင်အမိန့်တွေဖြစ်တဲ့အတွက် document ရဖို့တော့အတွင်ပိုင်းကအဖွဲ့ရည်နဲ့ထပ်ပြီးတော့ချိတ်ဆက်ရအောင်မှာပါလို့စီရန်ဘူကြီးစင်ရောကအခုလိုပဲပြောဆိုပါတယ်။ ကြံခိုင်ရေးပါတီတင်းရင်မြစ်ကမူစက်တမကြံဖို့ပါတီတို့ပြောင်းရွှေ့လာတော့ဆေးရရှိများရဲ့စည်ရင်မှာစစ်ကောင်းဆောင်မဲအောင်လိုင်းကနောက်ဆုံးအတီးပြူပြီးမှရရှိလာခြင်းဖြစ်ပြီးပါတီဥက္ကဋ္ဌခင်ရီကောင်းဆောင်သောပါတီဗဟုအလုံးမှုဆောင်ဖွဲ့ကလက်ခံပေးရာကြောင်းအရေးအတွက်အတီးကြမရှိတော့လဲမဲဆန္ဒနယ်များအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်စက်တမပြောင်းရွှေ့လာတော့ဆေးရရှိဟောင်းများအတွက်မဲဆန္ဒနယ်များချန်ထားပေးရာကြောင်းသိရှိရပါသည် ပြောင်းရွှေ့လာတဲ့ဗိုလ်ချုပ်စီရင်တွေပေးမှာပြိုင်မဲ့မဲဆန္ဒနယ်နဲ့ပြိုင်မဲ့လွှတ်တော်ပါတခါတည်းပါတယ်အဲအရီကပါတီဘက်ကမဖြစ်မနေဖယ်ပေးရပါတယ်တက်ချုပ်အတီးပြူပြီးတာကတော့ဒီဘက်ကလည်းမဖြစ်မနေလက်ခံရတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကအခုလိုပဲပြောဆိုပါတယ် ကျန်းခိုင်ရေးပါတီကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲတွင်မဲဆန္ဒနှင့်အလုံးရှင်ပြမည်ဖြစ်ပြီးမြည်သည့်အရေးပါတီနှင့်မှရွေးကောက်ပွဲတွင်မဟာမိတ်လုပ်မည်မဟုတ်ဘဲမဲဆန္ဒနှင့်အလုံးအနိုင်ရအောင်ရှင်ပြန်သွားမည်ဟုမူဝါဒချမှတ်ထားကြောင်းခုလိုပဲသိရှိရပါရဲ့ရှင်။နောက်တဲ့တပုတ်အနေနဲ့တဝဲမျိုးမှလာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၁၀ဦးထပ်မံနေသေးဆုံးပြီးအထိနာသောစစ်တပ်ကနေရင်နဲ့ဘုံကျဲမှုဖုံးကြီးကြောင်းအပါအဝင်လူနေအိမ်များပျက်စီးနေကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္လာရီတိုင်းတဝဲမြို့မှာစစ်ကူလာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးထက်မနေသေးဆုံးခဲ့ကြောင်း KNU ဘေးတဝဲခရိုင်အတွင်းရေးမှူးစောအယ်နာကအခုလိုပဲပြောကြားထားပါရယ်စက်တင်ဘာလ၁၄ရက်နေ့တဝဲမြို့မှာကြောင်မဲတောင်စကန်တပ်မှစစ်ကြောင်းချင်းရန်တဝဲမြို့သို့ပြန်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြိုးဆိုရန်နှင့်စစ်ကူပေးနိုင်ရန်အတွက်တဝဲမြို့မှာထွက်လာသောအင်အားတရာခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကပကား ရေကျေးရွာအနီးရောက်ကြားဖြတ်တက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခုလိုကြားဖြတ်တက်ခိုက်မှုအတွင်းအကြံဖက်စစ်သား၁၀ဦးထပ်မံတဲ့တေဆုံးက15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သားများကိုင်ဆောင်အုံပြုသော MA1 အမျိုးအစားတနက်တလက်အပါအဝင်ခဲယံအချို့တိုင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပြီးတော့စကားစစ်ကြောင်းကတဝဲကိုပြန်ဆုတ်သွားပါတယ်။လေကြောင်းကလည်းတစ်ချိန်ပဲပြစ်ကူလာပြီးရွာထဲကိုဘုံကျဲသွားတာပါ။တော်လန်ရဲရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ KNU ဘိတ်တဝဲခရိုင်အတွင်းရေးမှူးစောအင်နာကအခုလိုပဲပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးတရင်စနစ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အထက်ကတော့အကြံဖတ်စတဲ့ကတိုက်ပွဲနဲ့တက်ဆိုင်မှုမရှိတော့ဘက်ကာရီကျေးရွာအတွင်းတို့ Jet Fighter နဲ့ဘုံကျဲတက်ခိုက်ခဲ့ရာဘုံကြီးကျောင်းတကျောင်းအပါဝင်ပြည်သူလူထုနေအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဘေးတဝဲခရိုင်ပြည်သူဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးဌာနကအခုလိုထုတ်ပြန်ထားတဲ့အကြောင်းသိရှိရပါတယ်ရှင်။မင်းအောင်လိုင်းကညိုစောကို၎င်းရဲ့ကိုစားအာဆီယံတရုတ်စည်းဝါးရေးနဲ့ယင်းနှမြုံနယ်မှုထိပ်သီးဖိုရမ်ကိုတရောင်ရန်ဆေလွတ်တော်လဲအမေအထူးလေရင်ကိုပေးမတော့မဲစစ်တပ်ဖော်က 70လေရင်နဲ့သာသွားခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အတန်ဖက်စကောင်းစာမင်းအောင်လိုင်းက၎င်းရဲ့ကိုစားညစောကိုအာဆီယံတရုတ်စီးပွားရေးနဲ့ယင်းနှမြုံနယ်မှုထိပ်သီးဖိုရန်တို့တက်ရောက်ရန်ဆေလွတ်ခဲ့တော့လဲ၎င်းနဲ့မိသားစုအသီးသန့်အသုံးပြုတဲ့ MAI အတူလေရင်ကိုပေးမတော့မဲ4က70လေရင်နဲ့သာတရုတ်တို့သွားခိုင်းကြောင်းနေပြည်တော်ကစစ်ဘက်တရင်အင်းမြေကကုလူဝဲပြောဆိုထားပါဗျ။ စက်တင်ဘာလ14ရက်နေ့ညိုစောကမင်းအောင်လိုင်ကိုကိုစား22ကြိမ်မြောက်တရုတ်အာဆီယံကွန်စီပြဝဲနဲ့တရုတ်အာဆီယံစီးပွားရေးနဲ့ယူနီမြုံနယ်မှုထိပ်သီးဖိုရမ်ကိုတက်ရောက်ရန်နေပြီးတော့မှတရုတ်နိုင်ငံနန်နေမျိုးတို့ထွက်ခွာခဲ့ပြီးစစ်တပ်ရဲ့ Fokker 70လေယာဉ်ကိုသာအုံပြုသွားတယ်လို့သိရှိရပါတယ်။ ။ဥညွစောခီးစင်ကိုတမရော်လေယင်ဖော်က70ပဲတုံးခွင့်ပေးတဲ့တချို့တို့တုံးနေတဲ့ MAI အထူးလေယင်ပေးမတုံးမှုဖော်က70လေယင်ကိုထိုင်းလောက်ဆိုရင်တော့တိတ်မပင်ပန်းမင်းနဲ့ရန်ကုန်နန်းလုံးလိုခီးဝေးပြန်တန်းတဲ့ခီးစင်6နိုင်လောက်သွားရတဲ့ခီးစင်ကြတော့ဖော်က70လေယင်ကဘယ်လိုမှတက်တောင့်တက်တာမဖြစ်ဘူး။နောက်တစ်ခုကတော့ safety point ပေါ်အဲ့ဒါက MAI အထူးလေယင်ကတော့ဖော်က70လေယင်တက်ပို့ပြီးတော့ခီးဝေးပြန်တန်းတာမှာ safe ဖြစ်ပါတယ်။ဒါပေမဲ့တက်ချုပ်က သူကိုယ်တိုင်သာသွားရင်အမေရအထူးလေရင်ကိုတုံးပေးမယ်။ဥညိုစောကိုတော့အထူးလေရင်ပေးမသုံးပါဘူး။ဒါကလည်းထူးခြားမှုပေါ့။အမေရအထူးလေရင်ကိုသူနဲ့သူ့မိသားစုခရီးစဉ်အတွက်တည်တံ့သုံးတယ်။ Air Force 1ပုံစံလိုမျိုးလို့ပြောပါတယ်လို့နေပြည်တော်စစ်ပတ်တရင်မြေကခုလိုပဲပြောဆိုထားပါတယ်။မြန်မာနိုင်ငံကညိုစောကိုဇူလိုင်လ31ရက်နေ့တွင်အစိုးရဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပြီးညိုစောကမြန်မာနိုင်ငံကိုနိုင်ငံတော်အကြီးအကဲလို့အစိုးရဖွဲ့စည်းအစည်းအဝေးများတွင်ပြောဆိုသုံးထုတ်ရပါတယ်။ မင်းအောင်လိုင်ကယခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့တွင်သူနှင့်သူမိသားစုတည်တဲ့အတုံးပြုရန်အမေရိကန်နိုင်ငံ Avtion Capital Group မှငှားရမ်းတင်သွင်းထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193လေယင် HYALK ကိုအပြည့်အပက်ဝယ်ယူခဲ့ပြီးမင်းအောင်လိုင်နဲ့မိသားစုရဲ့ပြပခီးစင်များတွင်အတုံးပြုရန်ရင်းလေရင်ကိုအမေရိကန်ပေးခဲ့တယ်လို့သိရှိရပါတယ်။ မင်းအောင်လိုင်က၎င်းအတွက်ဝယ်ယူထားသော MAI အထူးလေယာဉ်ရဲ့အတွင်ကများကိုပါ၎င်းစိတ်ကြိုက်ပြင်ဆင်ထားကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီရခိုင်ပြည်တွင်ရရှိနေတဲ့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တော်မှရိုရင်ဂျာများနဲ့တွေ့ဆုံပြီး73နှစ်အကြာပိတ်ထားခဲ့တဲ့ဂျာမေဘလီကြီးကိုပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တွင်ရရှိနေသည့်အာရခတက်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မ ရိုဟင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီး73နှစ်ကြာပိတ်ထားခဲ့တဲ့မောင်ကျော်ဂျာမီဗလီကြီးကို ပြန်လည်ဖွင့်လွှတ်လိုက်ကြောင်းအခုလိုပဲသိရှိရပါတယ်။ဩဂတ်လ30ရက်နေ့တွင်အာရကတက်တော် A ဦးစီးကျုံဘိုကျုံထွန်းမြတ်နိုင်ကမောင်တော်မျိုးဂျာမီဗလီကြီးတွင်ရိုဟင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီးစက်တင်ဘာလ12ရက်နေ့တွင်အဆိုပါဗလီကိုပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းဗလီမှာဦးသိန်းစင်အဆိုရလက်ထက်ကလေးကပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး2025ခုနှစ်စက်တင်ဘာလ12ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းရိုဂျာကောင်းဆောင်များရဲ့တောက်ဆွချက်အရဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဂျာမီဘလီကြီးကိုပြီးခဲ့တဲ့သမရဥသိမ်းစဉ်အဆိုရလက်ထက်2012ခုနှစ်ကဖြစ်ပွားခဲ့သောပြိပခဖြစ်စဉ်မှာပိတ်ထားခဲ့ခြင်းဖြစ်ပြီး73နှစ်အကြာမှာအရကတက်တော်အေအေကပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ ဘလီကြီးပြန်လည်ဖွင့်လိုက်တဲ့အခမ်းအနားကိုရိုဟင်ဂျာဘာသာရေးကောင်စားများအရကတက်တော်အေအေတာဝန်ခံများရကမျိုးနယ်စုများအပါအဝင်လူဦးရေ300ကျော်နဲ့သတင်းမီဒီယာများကတရားခဲကြောင်းအခုလိုပဲသိရှိရပါရရှင်။